ခံစားမှုပြည်တိလေးရေစိုးပြောပြပါအောင်ရှင်။ငါအဒီ Phoenix Album က2019ရဲ့နေပြီးတော့ recording လုပ်ခဲ့တယ်ပေါ့နော်။အဲ့တော့2019 20လောက်မှာ track ပို့တော့ရထားခဲ့တာပါ။အဲ့ဒီကြားထဲမှာဒီလို equipment ထွက်ဖြစ်မယ်နဲ့အခုဒီ2025ပါကြာမှာပဲ Britlet ရဲ့ PM ဖြစ်တာပေါ့နော်။ဒါပေမဲ့လည်း physical album တွေကအခုနောက်ပိုင်းမှာတိတ်ပြီးတော့မထွက်ကြတော့ဘူး။အဲဒီလိုမျိုးလည်းမဲ့ YouTube ဝဲတွေအရင်တော့ကလောက်ခဲ့ကြပဲပဲနဲ့နောက်မှပြန်မလုပ်ဖြစ်ကြတော့ဘူးပေါ့နော်။အဲအားကြောင့်ဒီနေ့မှာပြန်ပြီးတော့အဲ့ဒါလေးလည်းပြန် ရိသတ်တွေလည်းပြန်တွေ့ချင်တာဖြစ်တဲ့အတွက်ကိုဒီနေ့ပွဲလေးလုပ်ဖြစ်တာဖြစ်ပါတယ်။အဲ့ပွဲပေါ်မှာဘယ်လောက်ထိချင်းဟောစိတ်လှုပ်ရှားနေလဲပြောရပါဦး။အဆိုတော်ဆိုတာကတော့သချင်းခွေထွက်တိုင်းမှာစိတ်လှုပ်ရှားကြတာပါပဲ။အဲနင်း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 ပြေကိုနင်းနင်းကိုနင်းနင်းလာရောက်ပေးကြမယ်။နင်းနင်းတင်ငယ်ချင်းနေညီကောင်မတို့တွေအကုန်လုံးကလည်းဒီနေ့ပွဲလေးကိုဟိုရင်ခုန်ကြရတယ်စိတ်လှုပ်ရှားကြတယ်။အားတို့အရင်အားလိုပဲပြိတ္တတွေပြိဆုံခွင့်ရမယ်။ဒီတနေ့လက်မှတ်ထိုးခွင့်ရမယ်ဖြစ်တဲ့အတွက် ဒီ culture လေးအမဖြစ်မချစ်ခဲ့ရလဲကြာပြီပေါ့နော်ဟုတ်အားကြောင့်ပြည်သူတွေနဲ့အနီးကပ်ဆုံးတွေ့ခဲ့ရတဲ့ဒီနေ့ညီခေါ်ပါတယ်တိုက်တဲ့ elbow လေးကို finish လို့ပါလို့ပြောတာလည်းရှိတယ် finish ကနေနေ logo ဖြစ်ပါတယ်အဲ့တော့ဒီ logo လေးမှာဆိုရင်ဒီ logo လေးပေါ့နော်ဒါနေနေ show ထဲမှာလည်းအများကြီးပြနေကြပါပေါ့နော်အဲဒီ logo လေးကို2019လောက်ထဲကညီတို့ဖန်တီးထားပြီးတော့ revolution တွဲတွေမှာညီတို့ဆုခဲ့တယ်အဲအခုဒီကြောက်ဒီ2025ကျမှာပဲဒီ Phoenix ဆိုပြီးတော့တစ်ချင်းရေးဖြစ်တာဖြစ်ပါတယ်။ဟုတ်ပါဘူး။ဖတ်ကြည့်တာဖြစ်ပါတယ်။ ပရိသတ်တွေအများကြီးပဲဒါအခုဆိုလို့ရှိရင်ဒါလူတွေရကြာဆိုတာဒီကိစ္စမျိုးပြပြတော့ဟုတ်အဆိုတော်ကတော့လေအဲဒီလိုဒီဇိုင်းမှာဒီကောရုပ်ရှင်တွေလည်းရိုက်ကြတယ်အဆိုတော်ဆိုတော့ချင်းအပေါ်ထပ်တာဟုတ်ရှင်းပုံစံလို့ထည့်တယ်ရုပ်ရှင် musical ရုပ်ရှင်တော့လည်းမတူတဲ့ခံစားမှုမျိုးရှိရဆိုပေမဲ့သချင်းထက်တာကတော့ကိုယ့်ဘက်ပုံပြီးစိတ်ကြုံထုံမှုရှိရစိတ်ထဲမှာပီတိပုံပြီးဖြစ်တယ်ပေါ့နော် 好。 ခုနောက်ပိုင်းကကျတော့ digital digital ဖြစ်သွားတဲ့အခါကျ digital release တွေပဲသွားကြရများတယ်အခုတပုတ်ပြီးသွားရင်အဲ့တပုတ်ကိုချက်ချင်းဆိုသလိုပေါ့လက်လက်ဆက်ဆက်အဲပရိသတ်ကနားထောင်ခန်းစားခွင့်ရတဲ့ခစ်ဖြစ်သွားတာပေါ့နော်အဲအားကြောင့်မလို့ဒီလိုမျိုး10ပုတ်တွေ15ပုတ်တွေစုပြီးတော့မှအဖေထွက်ရတဲ့ခစ်ဆိုတာကတော့လွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကပဲလုံးကြတာခုနောက်ပိုင်းကတော့လက်ဆက်ဆက်ဖန်တီးကြတယ်ပြုလုပ်ကြတယ်အဲအဲ့ဒီခစ်ကိုရောက်သွားတာပေါ့နော်အဲ album ကတော့ကိုယ့်ရဲ့ my soul တစ်ခုလိုရေးချင်ပါတယ်ဒါကြောင့်မလို့ဒီ track ကတော့ album ကပို့ပြီးတော့ ံမိုးထားတဲ့နေရာလေးပေါ့နော်ဆိုတော့ဒီ box လေးထဲမှာဘာလေးပါတယ်ဆိုလဲ query ပါအောင်ရှင်။အော်ဒီ box လေးထဲမှာဆိုရင်ညီတို့အဲ lyrics book ပါတယ် sticker ပါတယ်နောက်ပြီးတော့ညီတို့ photo cut တွေပါတယ်နောက်ပြီးတော့ memory stick ပါတယ်ပေါ့နော်အဲ card ပုံမှန်နဲ့ထောင်ရင်းတဲ့သူတွေ computer နဲ့ထောင်ရင်းတဲ့သူတွေပြော memory stick ပါမယ်။နောက်ကတော့ audio cd ကတော့ player သိပ်ပြီးတော့မရှိကြတော့ဘူး။ဒါ collection နေနဲ့စုချင်တဲ့သူတွေအနေနဲ့တော့အဲ့လိုထည့်ထားပြီးပါတယ်။